ာတွေ့တဲ့အခါမှာသူကအယမ်းကိုဖော်ရွေပြီးတော့မြမာလေးအဲသူ့အတန်တိုင်းပေါ့နော်မြမာလေးနေကောင်းလားအဲ့ဒါလေးဆိုအယမ်းချစ်တယ်ပေါ့နော်မတင်စားပို့ပြီးတော့ strong ဖြစ်ပါတယ်ညီမတော့အလောက်ထိ strong မဖြစ်ဘူးပေါ့နော်အဲစိတ်တမချဖို့အတွက်ပေါ့နော်ပြီးတော့ကျန်းမာရေးကောင်းဖို့အတွက်သူကအများကြီးအခွန်အားပေးခဲ့တယ်ပေါ့နော်ဟာညီမလေးလာမှာပေါ့ညီမလေးဆိုင်လာအမလေးလာမှာ

ကိုချင်တာတော့ကျေးဇူးတင်နေဆိုတော့ထပ်တော့ပို့ပြီးတော့အများကြီးမပြောတတ်တော့ပါဘူးကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးမတင်စာနဲ့ကလေအပြင်မှာတစ်ခါမှမဆုံးဘူးတကယ်အပြင်မှာတစ်ခါမှမဆုံးဘူးပေါ့နော် तू ကတကယ်ဟိုအဲရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ကြီးဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့အဲအစတော့ကတော့လေမသိဘူးပေါ့နော်ဒါပေမဲ့ ထဲမှာတွေ့တဲ့အခါမှာသူကအယမ်းကိုဖော်ရွေပြီးတော့ညမာလေးအဲသူ့အတန်တိုင်းပေါ့နော်ညမာလေးနေကောင်းလားအဲအဲ့လေးဆိုအယမ်းချစ်တယ်ပေါ့နော်ကိုကကြတော့ဟိုလေးကြကြရရမိမသားဖြစ်နေတာအမအဲ့လိုအဲ့လိုပုံစံမျိုးတွေပေါ့နော်သူကကြတော့နူးနူးညံ့ညံ့လေးနဲ့ဖေးဖေးမမလေးဖြစ်တဲ့အခါမှာတကယ်သူအယမ်းချစ်တယ်အယမ်းလဲဟိုဘယ်လိုပြောမလဲသူ့ကိုချစ်ပြီးတော့သင်ယူရတယ်ပေါ့နော်။အော် social ကောင်းကောင်းရတယ်ဆိုတာအရေးကြီးပါလားဆိုတာသိရတာပေါ့နော်။အဲညီမတို့က မတင်စားဘူးပြီးတော့ strong ဖြစ်ပါတယ်ညီမတော့အလောက်ထိ strong မဖြစ်ဘူးပေါ့နော်အသက်ငယ်တာကြောင့်လည်းပါမယ်သူစီကနေအများကြီးတင်ယူခဲ့ရတယ်ပြီးတော့မတင်စားနဲ့လည်းမကြာခဏတွေးဖြစ်ပါတယ်တွေးတဲ့အချိန်တွေတိုင်းမှာလည်း तू ကအမြဲတမ်းအားပေးတယ်ကိုလေစိတ်သက်ခွန်အားတွေပေးတယ် तू ကကိုကိုပို့ပြီးတော့အားပေးခဲ့တာများပါတယ်ကိုကသူ့ကိုအားပေးနေစရာမလိုဘူးလေနော် तू က strong ဖြစ်တယ် तू အမြဲတမ်းပြုံးပြုံးလေးနဲ့ခက်ခဲတဲ့ဝင်ဆိုင်နေသူဖြစ်တယ်သူစီကနေတင်ယူရတဲ့အရာတော့ပေါ့နော် तू ကဘလို့ချိန်နေမျိုးမှာပဲရှိရှိဘလို့ချိန်နေမျိုးပဲရောက်ရောက် ဟိုပြုံးပြုံးလေးနဲ့ရင်ဆိုင်တက်တဲ့အရာလေးကိုအတူယူခဲ့ရတယ်ပေါ့နော်ပြီးတော့သူဒီနေ့မှာအမတ်ရစကားလေးပြောထားတဲ့အရာတော့လည်းအများကြီးကျေးဇူးတင်ပါတယ်လို့တကယ်ပါတကယ်ကိုအခက်ခဲတွေရင်ဆိုင်ခဲ့ရတဲ့ညီမနှစ်ယောက်ဖြစ်တယ်ပေါ့နော်ရှိခဲ့ကြတယ်ပေါ်မှာလည်းဆောင်ရွက်ကြအောင်ဆိုတော့ဒါပြန်မှာသူတို့ဒါစီးပွားရေးလုပ်ငန်းလေးကိုစလုပ်တဲ့အချိန်မှာဒီလိုနဲ့ရှိတယ်ဒီလိုနဲ့အားပေးဖို့ရတဲ့သဘောပါပဲအောင်မြင်မှုအကြီးရပါစေလို့ဒီစားဒီကနေခိုင်လဲစွာဆုတောင်းပေးပါရစေ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခဲတွေကတော့ မတင်စာမှာလည်းရှိမှာပဲညီမမှာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အခက်ခဲကြုံတိုင်းမှာအဓိကတော့စိတ်တမကြဖို့အတွက်ပေါ့နော်ပြီးတော့ကျမ်းမာရေးကောင်းဖို့အတွက်သူကအများကြီးအခွန်အားပေးခဲ့တယ်ပေါ့နော်အများကြီးသူပြောပြပေးခဲ့တယ်ပြီးတော့အဲ့ထက်ကိုပို့ပြီးတော့အမှတ်တရရေးအများကြီးရှိခဲ့တယ်ပေါ့နော်တခုခုဆိုရင် sharing လုပ်ကြတာပေါ့နော်အစားစာလေးဆိုလဲ share လုပ်တဲ့အရာလေးတွေလည်းရှိခဲ့တယ်ပေါ့နော်ပြီးတော့တချင်းနေတူတူနားထောင်တာမျိုးတွေပေါ့နော်အဲ့လိုလေးရှိခဲ့တယ်ပေါ့နော်အခုအပြင်ရောက်တဲ့အထိပဲဒါအမောင်နှမတွေချစ်ချစ်ခင်ခင်နဲ့အခုလိုမျိုးလေးဆက်ပြီးတော့ ရှိနေတယ်ပြောချင်တာသူမမှန်တာလုံးဝမရှိတဲ့အရာလေးကိုအရန်ကို appreciate ဖြစ်ပါတယ်သူချီးကျူးတယ်ပေါ့နော်ဟုတ်အဲလူတွေကအခက်ခဲကြုံတဲ့အခါမှာဖေးမတဲ့သူကိုပို့ပြီးတော့ခင်တွယ်တကြပါတယ်အဲ့လိုပဲညီမတို့တွေကတယောက်ကိုတယောက်အဲမတင်စားနဲ့ညီမမမဟုတ်ဘောเนาะအများကြီးပါပဲညီမတို့တယောက်ကိုတယောက်ဖေးမကြတဲ့အားပေးကြတဲ့ခါမှာပို့ပြီးတော့အော်ငါတို့ဒုက္ခထဲချင်းတူတူပါလားဆိုရဲစိတ်လေးနဲ့ဘောเนาะအဲပို့ပြီးတော့ယင်းဤကျွမ်းဝင်သွားတာလေးတွေပဲရှိပါတယ်ဟုတ် ီနေ့ဆိုင်ဖွင့်ပွဲလေးပေါ့နော်အောင်မြင်နေပြီးသွားတဲ့တကြောင်မလို့အရန်ဝမ်းတာတယ်ပေါ့နော်အရန်စိတ်လှုပ်ရှားနေတာလူကလေ stress တွေပြီးနေတာဒါကင်မရာတိုင်းမှာပေါ်သွားလောက်ပြီပေါ့နော်လူက stress တွေပြီးပြီးတော့ပိုဆိုးတာ9ရက်ဆက်တိုက်လောက်ရှိပြီအဲပွဲဖွင့်ပွဲနီးလာလေလေပေါ့နော်ညဘက်ဆိုရင်တနအီလောက်မှအိပ်ရတယ်မနက်ဆိုရင်6နာရီ6ခွဲထားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ပြီးတော့ပစ္စည်းလိုအပ်တာအစားအသေးဆုံးလေးအစားကိုကိုယ်တိုင်လိုက်ဝယ်တယ်ပိုင်ရှင်ဆိုပြီးတော့လေဘောကြောမနေဘူး ဟိုညီမကလေကိုကိုရိုင်းလိုက်လုတ်တယ်ကိုကိုရိုင်းလိုက်ဝဲတယ်တန်ရှင်းရရစာမနေ့ကည7:00နာရီအထိကလေးတွေနဲ့လုတ်ကြတာပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့နည်းနည်းတော့ပင်ပန်းနေ stress လည်းပြီးနေတယ်ဒါပေမဲ့ဒီနေ့အဲပွဲလေးကအရန်ကိုကောင်းကောင်းမွန်လေးပြီးသွားတဲ့ခါမှာအရန်ကျေးဇူးတင်တယ်ပေါ့နော်အရင်ဆုံးတော့ဖခင်ကိုအရန်ဆုတောင်းထားတာပေါ့နော်ဖခင်သခင်ရဲ့ကုညီပါသမီးကိုကုညီပါဒါတွေသမီးမတက်နိုင်ဘူးသမီးမလုံနိုင်ဘူးဆိုပြီးတော့လေအများကြီးဆုတောင်းထားတာပေါ့နော်အဲ့ဒီပြင်ကိုမဆိုင်စီကလည်းအများကြီးကုညီပေးတယ်ဒါမှတင်စားဝင်ကျော်လည်းချီးမြှင့်ပေးတဲ့ခါမှာဒီအမနဲ့ကိုလည်းတကယ်အရန်ကျေးဇူးတင်ပါတယ်လို့ ဲ public မှာတော့ပွဲလေးတွေဆိုဖြစ်ပါတယ်3-4ပွဲလောက်တော့ရှိပြီပေါ့နော်ဒါ media ပေါ်မှာမပါသွားတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲဒီနေ့မှာလည်းတချင်းပြန်ဆိုရတာအမှန်တိုင်းပြောရင်တချင်းမဆိုဘဲနဲ့မနေနိုင်တဲ့သူထဲမှာညီမပါတယ်ပေါ့နော်ဒါမဲ့လည်းအဲညီမဖြေနေကြစကားတိုင်းပေါ့နော်စီးပွားရေးကိုအရင်လှုပ်လိုက်တာပေါ့နော်ဝါသနာကိုနောက်မှလှုပ်မယ်ဆိုပြီးတော့စိုင်လေးအရင်ဖွင့်ဖြစ်သွားတာပါနှစ်ယောက်လုံးကလေတကယ်အရန်ချစ်ဖို့ကောင်းတယ်မဆိုင်စီဆိုလဲဒါသမီးတို့ငငယ်လေးကလေးကညီမတို့ တေးသေးလေးကလေးကမဆိုင်စီနဲ့ဆိုအသက်အများကြီးกว่าတယ်ပေါ့နော်မတင်စားနဲ့လည်းกว่าပါတယ်ဒါပေမဲ့ဟိုငငယ်လေးကလေးကအရန်ချစ်ခဲ့ရတဲ့အမဖြစ်တဲ့ခါကျတော့ဖခင်เจ้าနေမှာလည်းအများနဲ့တွေ့နေကြเนาะအဆိုတော်ဆိုရဂျီတယောက်ဖြစ်တဲ့ခါကျတော့ကိုကလည်းသူ့အရန်လေးစားတယ်။သူကလည်းတကယ်ကိုဖះကိုချစ်တဲ့မျိုးသမီးတယောက်ဖြစ်တယ်ပေါ့နော်။အဲ့ခါကျတော့အရန်ဝမ်းသာတယ်သူဒီနေ့လာပြီးတော့ဝန်းရံပေးတဲ့ခါမှာသူ့ကိုစခေါ်တဲ့ခါမှာလေအရန်စိုးရိမ်တာပေါ့နော်။အဲအမတို့ညင်းနိုင်ဘယ်လိုလုပ်မလဲဆိုတော့ စိတ်လေးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အမအောင်ပြောတဲ့ချိန်မှာအမချက်ချင်းပဲဟာညီမလေးလာပေးရမှာပေါ့ဘယ်နေ့လဲဘာဝိရမှာလဲဘာយ៉ាងလေးလဲဆိုပြီးသူအဲ့လိုပြောတဲ့အခါမှာလေအရန်ဝမ်းသာသွားတာပေါ့နော်အရန်လည်းကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့မတင်စာဆိုလည်းအဲ့လိုပဲမတင်စာကတော့အရင်ကတော့မသိခဲ့ပါဘူးဒါတနေရာမှာစုံခဲ့သိခဲ့တဲ့အမပေါ့နော် အဲ့လိုပဲဒုက္ခတွေတူတူကြော်ဖြတ်ခဲ့တဲ့အမတစ်ယောက်ကတော့အရင်ချစ်ရတယ်။သူကလည်းအဲ့လိုပဲမမာနမရှိဘူး။အကုံလုံးကိုတန်းတူဆက်ဆံတဲ့သူပေါ့နော်။ဆိုရှယ်အရင်ကောင်းတဲ့အမတစ်ယောက်ဖြစ်တယ်။သူ့ကိုလည်းအရင်ချစ်တယ်ပေါ့နော်။သူ့ကိုလည်းဖိတ်တဲ့ခါမှာအဲ့လိုပဲဟာညီမလေးလာမှာပေါ့။ညီမလေးဆိုင်လား။အမလေးလာမှာ။အမဝန်းရံပေးရမှာပေါ့။ဆိုပြီးတော့သူချီးမြှင့်ပေးတဲ့ခါမှာတကယ်အရင်ကျေးဇူးတင်ပါတယ်လို့အရင်လည်းအမအမနှစ်ယောက်လုံးပေါ့နော်။အရင်ချစ်ပါတယ်လို့ Who is my friend? ညာကတော့လောက်ချင်တယ်ဒါပေမဲ့အမှန်တိုင်းပြောရင်အဲ့ဒါတော့အဖြစ်ရှင်းရှင်းလင်းလင်းတော့မရှိသေးဘူးပေါ့နော်ဘာလို့ဆိုစီးပွားရေးရင်လောက်ချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အမှုပညာကတော့လာမှာပါစူးစမ်းသွားမှာပါအဲဒီဇိုင်းလေးကိုလည်းအပိတ်ကြပါအောင်လို့နော်ကံမဲ့လမ်းမပေါ်မှာရှိပါတယ်ရန်ကင်းမြို့နယ်မှာပါအဲထင်ထင်ရှားရှားလိမ္မော်ရောင်ကြီးနဲ့ရှိနေပါတယ်လို့အယောင်ကလည်းသူများရင်နဲ့မတူအောင်လို့လေဒီယူရိုဖက်က ဟိုလူတွေတုံးတဲ့အယောင်လေးကိုညီမယူလိုက်တာပေါ့နော်။ဘာလို့ဆိုအခု beauty salon တော်တော်များများအပန်းရောင်အဖြူရောင်အနက်ရောင်အခရမ်းရောင်အစိမ်းရောင်တွေတုံးကြရပေါ့နော်။ညီမအမြဲတမ်းတစ်ခုခုလုပ်ရင်လေသူများနဲ့မတူအောင်လုပ်လိုက်ရမှခြေနဲ့တဲ့သူမျိုးပေါ့နော်။အဲ့တော့ကြောင့်မလို့ဒီလိမ္မော်ရောင်လေးကိုရွေးလိုက်တာပါ။အချိန်တိုတွင်းသုံးပတ်တွင်းမှာဒီ decoration တွေအားလုံးဖြစ်မြောက်အောင်လုပ်လိုက်ရတာပေါ့နော်။ဆိုတော့ကုညီပေးတဲ့အဲ interior designer ကိုပြည့်ဖြိုးလည်းအရန်ကျေးဇူးတင်ပါတယ်လို့ ကျေးဇူးတင်ပါတယ်မယ်လိုဒီခေါင်ဒီနေ့ထိချစ်ပေးကြတယ်မမေ့မလျော့ရှိနေပေးကြတယ်ပေါ့နော်ဆက်ပြီးတော့လည်းအားပေးကြပါအောင်လို့မယ်လိုဒီခေါင်ချစ်တယ်လို့မျိုးပဲမယ်လိုဒီခေါင်ရဲ့ဆိုင်လေးကိုလည်းပေါ့နော်လာအားပေးကြပါ customer service အကောင်းဆုံးတော့ပေးသွားမယ်လိုအပ်တာလေးရှိခဲ့ရင်လည်းအကြံဉာဏ်ပေးလို့ရပါတယ်အမနာတန်းလာပြောလို့ရပါတယ်လို့အားပေးကြပါအောင်လို့ကျေးဇူးများတင်ပါတယ်